ဘာလို့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေဗုဒ္ဓကူတာသမီအလုံးအတွက်30ရက်17လ2025ကနေ6ရက်17လ2025အတွင်းမှာကြုံတွေ့ရမယ်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓကူတာသမီကျွန်တော်မိတ်ဆွေတွေအဲဒီတစ်ခါကာလမှာဒီပေါ်လေအဝန္ဒနာဘာလို့ထိကန်သားချင်တယ်ဆိုရင်တော့အဲကျွန်တော်ကဏ္ဍလေးပြမယ်ပေါ့အောင်လည်းတရားတို့ပါဗျာနော်ထုံးစံတိုင်းပေါ့ တော့ဝါသနာဘာလို့ထိခံစားမှာဆိုရင်ဘုရားကသာသမီတွေဘာတွေထိုးတင်လဲပေါ့သူကတော့လေအပူအခွက်လေးတွေမြန်မာလေးထိုးတင်တယ်လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ဘေးတွေမှာတော့ထိပဲထိုးတော့တခြားမထိုးပါနဲ့အဲ့တော့ငါးဆငါးဆုံထိုးလို့ရတယ်သုံးဆသုံးဆုံထိုးလို့ရတယ်နှစ်ဆနှစ်ဆုံအဲ့လိုလေးတွေထိုးပြအောင်ထိုးပြပေါ့နော်ဒုက္ခမရဒုက္ခထိုးကြည့်ပေါ့ပြန်ဆန်းကြည့်ကြပါစို့နော်ထီသူလည်းပါပါစို့ဆရာလည်းစုံမကောင်းအောင်တောင်းပေးပါရစေဟုတ်ပါပြီထားတော့အဲ့တော့ဘုရားကသာသမီတွေကိုအဲဒီကရမှာဆရာကဘာဟိုဆဟောပေးခြင်းလဲဆိုတော့အလူတန်းနဲ့ပတ်သက်တဲ့ကိစ္စတွေရုပ်တရက်မြုံနေမှာထားလို့ရတဲ့ဂိမ်းလေးမှာသွားပါတယ်ပေါ့နော် ီးတော့ခီးကောင်းသွားလိမ့်မယ်သူတပည့်သူကဖျားဘူးခီးတို့အပျော်မခီးတို့ဒီပျော်ဝဲရှင်ဝဲသွားတဲ့ခီးတို့အလယ်ပတ်ခီးတို့အဲ့လိုမျိုးပတ်သက်တဲ့ခီးတွေကိုသွားလာတဲ့ခီးတွေရှိတယ်ဗဒိုင်းနဲ့ဆက်နွယ်တဲ့ပွဲတော်တွေဖျားသီးတဲ့ပွဲတို့အလူတန်းဌာနပြုရာတို့ရှင်မြူရန်ကန်တို့မင်္ဂလာဆောင်တို့စသည်အားဖြင့်ပေါ့လေအဲ့လိုပျော်ရွှင်စရာကောင်းတဲ့မင်္ဂလာရှိတဲ့အလူတန်းတွေမှာလည်းပါဝင်ဆောင်ရွက်ရထတဲ့ခီးတွေမှာသွားပါတယ်အတွက်တော်တော်လေးအားကောင်းတယ်ပေါ့နော်ဒီတစ်ပတ်ကာလတွေမှာဘုရားကူသားသမီးတွေတော်တော်လေးကံကောင်းတဲ့အနေအထားလေးတွေမှာသွားမြင်တယ် ခီးတော့ပြအောင်သွားပေါ့အဲခီးတော့ပြီးပြန်တော့ဒီနောက်ပိုင်းကိုယ့်ရဲ့ငွေကြီးစီးပွားလာလာပါလိမ့်ဒီပို့ပြီးတိုးတက်လာလိမ့်မယ်ပြီးတော့ဒီကလာမှာပုဂ္ဂလူပုဂ္ဂိုလ်များတွေကိုအဲဖူးတွေ့ရတာမျိုးတွေဒီကြောင်ရတဲ့ကိန်းတွေရှိတယ်ဗရန်သက်ရှိတဲ့သူတွေဆိုရင်သူတို့ရှိတဲ့သူတွေအဆုံစီရတာမျိုးတွေဖြစ်တတ်တယ်တကယ်ပုဂ္ဂလူကြီးတွေပေါ့ဗျာအဘာဝိဆာတွေဖြစ်စေရန်နာတွေဖြစ်စေဓာမျိုးတွေကိုဖူးတွေ့ရတာမျိုးတွေဒီသာသမားကြီးပညာနဲ့ပြည့်စုံတဲ့ရန်သံဃာတွေကိုဖူးတွေ့ရတဲ့ကိန်းတွေမှာသွားပါပါတယ်ဗျာနော်ပြီးတော့ဗုဒ္ဓဂုသာသမီတွေတကမှာဒီကလာမှာအဲပညာရေးနဲ့ပတ်သက်ပြီးတော့ စောင်းနေတဲ့သူတွေရှိတယ်ပေါ့နော်အင်တာဗျူးဖြစ်တရားရှိတဲ့သူတွေစောင်းပွဲဖြစ်တရားရှိတဲ့သူတွေသူတွေဆိုရင်စောင်းပွဲအောင်အောင်မဆိုတဲ့ game ထဲမှာပါတယ်နော်ဟိုဒီကလာမမစောင်းပွဲတွေပါတယ်မအောင်တော့ဘူးဆိုရင်ဘယ်ကလာမမမအောင်တော့ဘူးတို့လောင်တင်စားပြီးပြောရမလို့ဖြစ်နေပါပြီကြာနော်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးကြောင်းလျှောက်ထားတဲ့သူတွေပြီးပါသွားပြီးတော့ကြောင်းလျှောက်ထားတဲ့သူတွေဒီကလာမဗီဇာတွေပါတယ်ရရှိပိုင်ဆိုင်ပါလိမ့်မယ်ကြာနော်ဝမ်းသာဖို့ကောင်းပါတယ်အရေးကြီးတဲ့စာအစရဏတွေကိုအပြတ်လုပါအဆင်ပြေသွားလိမ့်မယ်ပတ်ဖို့တွေပါတယ်လုပ်လို့ရှိရင်ဒီကလာမရလိမ့်မယ်ဗီဇာတွေပါတယ်ရလိမ့်မယ်အဆင်ပြေတာပေါ့ဗျာနောက်တစ်ခုဘော့ဒ်ကူသားသမီးတွေ အဲဒီကရမှာအလုံးနဲ့ပတ်သက်ပြီးမှဒီလေးရှိပါတယ်အဲအလုံးအနေနဲ့ထားကြတော့ကံကောင်းနေလားလို့မေးလို့ရှိရင်တော့အရင်မညံ့ဘူးဆိုရင်လည်းအရင်တော့ဆိုးရထမှာမပါဘူးဝန်တိုင်းတာဖြစ်ခဲ့မယ်ဆိုရင်ရလူတို့တဲ့အနေထားရှိမယ်တောင်းတောင်းဒုနာမျိုးမဟုတ်ဘဲနဲ့ထိပ်ပိုင်းကောင်းဆောင်ရလူတွေအမြင့်ဆုံးထိကျသွားတာဒီဖြစ်လို့ဆိုရင်နိုင်ငံတော်အကြီးအကဲရလူတွေရယူပိုင်ဆိုင်တာတွေအစားကြောနဲ့တဲ့ဂိမ်းတွေမှာသွားပါတယ်အဲပုံမှန်ဆိုဒီလိုကိန်းခံမျိုးတွေရောက်ပြီးဆိုရင်အဲရိုးရွားဝဲဝင်တဲ့သူတွေဆိုရင်ဒီကရမှာရွေးကောက်ပွဲမှာမိမိပြည်ပကအနိုင်ရတတ်တဲ့ဆိုတဲ့ဂိမ်းတွေမှာတော့သွားပါတာပေါ့လေဒါတော့ဝမ်းသာဖို့ကောင်းပါတယ် ကုန်ဥပွဲသူစုစိတ်တွေရရှိပိုင်ဆိုင်တဲ့ဂိမ်းတွေပါတယ်။အင်္ဂလာသမားတွေဆိုနေဒီကလာမှာစုစိတ်တွေမိမိတို့ကအနိုင်ရရှိမယ်ဆိုတဲ့ဂိမ်းတွေမှာပါတော့လောက်ပေါ့နော်ကိုပကနာဝိရိယအားထားပြီးကြိုးစားကံရထားပါမှုအပြေအဝရရှိပိုင်ဆိုင်ပါလိမ့်မယ်။ပြီးတော့အဲဘုဒ္ဓကုသံသမီးတွေဒီလုပ်ငန်းကွင်ထဲဝင်တဲ့သူတွေကြတော့ဘာဖြစ်တယ်လဲမေးလို့ရှင်။လက်ရှိလုပ်တဲ့လောက်ကသူ့ရတဲ့သူတွေကမစိုးအဆင်ပြေတယ်ပေါ့လေ။ဒါမဲ့လေအတိုက်အခိုက်လေးတွေရှိနေတယ်မန္တလေးလိုတဲ့သူတွေရှိနေတယ်။အဲကိုယ့်ကိုကောင်းကောင်းမို့နေတာပဲပေါ့နော်။ ဒါပေမဲ့ကိုကချစ်လို့ပြောမှရင်တော့အမုန်းခံရတာမျိုးလေးတွေလာပြီးတော့မန္တလေးတိုက်ခိုက်ပြီးတော့အထက်ကိုဂုံးလိုက်ဖို့ဝိုင်းဝင်းပြီးတော့တိုက်ခိုက်နေတဲ့အနေအထားလေးတွေကျွန်တော်တို့လည်းကြင်ရှိတော့တော်တော်လေးတော့သတိထားပြီးမှရလိမ့်မယ်ဗျနော်ပေါ်ဆက်တော့တော့လုံးဝမရဘူးပေါ့လေဖိမှုဆိုင်ပြီးပါပြော်ဘောကူတာမီတွေတွာလာလို့ရှာတဲ့ခါတစ်ချက်သတိထားပြီးစတန်လေးခိုက်တာဖြစ်တဲ့အတွက်မင်းဆိုးရတဲ့ပတ်သက်တဲ့ကိစ္စလေးတွေညှိစုံတာအစစ်စစ်အမင်းများခံရတာလေးတွေအဲကြုံရတဲ့ကိန်းရှိတယ်။တချို့ကကိုယ်တိုင်တိုင်းမဖြစ်ဘူးဆိုရင်တော့မှကိုယ့်ရဲ့ဆွေမျိုးသားချင်းညီကိုမတော်မှတွေဖြစ်တာမျိုးလေးတွေတွာကြုံရတဲ့ကိုကလိုက်ပါဖြစ်ရင်ဆောင်ရတာလေးတွေကြုံရတဲ့ပေါ့နော်။ ီးတော့အိမ်ကိုလူအဝင်မတော်ပါဘူးလူဝင်ပြီးတဲ့နောက်ပိုင်းအမှုကင်းလေးတွေအဲသူတို့စီကအပူလေးတွေကူးဆက်သွားတာလေးတွေဖြစ်တဲ့အတူတူအိမ်ကိုအဲစစ်မှတ်ပေးရတယ်ပေါ့နော်စစ်ပေးတဲ့လူတွေဝင်ရောက်လာတာမျိုးဖြစ်စေအဲ့တော့ဝယ်မှုစုပ်မှုစုံတာတခုလက်တွေအိမ်ကိုလာတာမျိုးတွေဖြစ်စေကြုံရတဲ့ကင်းလေးတွေရှိတယ်အဝင်တော်လာမင်းတော့အဝင်မတော်ဘူးပေါ့လေအညာအခက်လေးတွေကြုံရတဲ့ကိုလက်လက်ခံသေးတယ်သူတို့ရဲ့အပူတွေလည်းကူးသေးတယ်ပြီးရင်ကိုပါလိုက်ပါဖြင်းဆောင်ရတဲ့ကိစ္စတွေအများကြီးပါသွားလိမ့်မယ်ဂရုတော့တစ်ချက်စိုက်ပြီးပေါ့နော် ငွေကြေးနဲ့ပတ်သက်ရင်တော့အဲအရန်ကောင်းလို့နေကြဒီကလာမှာလေငွေအစုလိုက်ပုံလိုက်ဝင်လာတဲ့ game တွေရှိတယ်ပြီးတော့မြေတွေပိုင်ဆိုင်တာတို့အမွေနစ်တွေရရှိပိုင်ဆိုင်တာတို့တံမိုးကြီးတဲ့ဆက်ပစ္စည်းတွေဝင်လာတို့ခီးကောင်းတွေသွားလာတို့တော်တော်လေးအားကောင်းတယ်ဝမ်းသာဖို့ကောင်းတယ်အဲဆိုးရွားတဲ့အခွင့်အရေးတွေပြန်ပြီးအဲရယူလာလိမ့်မယ်အထူးသဖြင့်ကျွန်တော်ဗာသဘောပေါက်ကြလဲဆိုရင်ကျမ်းမာရေးမှာနာရီယောဂတဲ့ဖြစ်နေတဲ့သူတွေဆိုရင်ဒီကလာမှာကျမ်းမာရေးနံနံပြန်ထိုးပြီးတော့အနာနဲ့ဆင်းနဲ့တိုးပြီးတော့အရန်ပြန်ကောင်းသွားတာပေါ့လေပြေဝပြန်လို့ပြောရမှာပေါ့ အဲ့လိုကင်ခန်းတွေသွားပါတာဖြစ်တဲ့အတွက်ဝမ်းသာဖို့ကောင်းတယ်အဲ့တော့အမြန်ဆုံးအစည်းအဝေးကနေကျမကြီးညနေသူတွေပြပါပြခိုင်းရင်ဂျာတာပရိသတ်သမီးဆရာဝန်နဲ့ပြတယ်ဖုန်းအနာနဲ့ဆင်တဲ့ပို့တို့မယ်ဆေးရုံစင်ကန်းနံပါတ်တွေမှာလဲဂျာတာပရိနံနဲ့စားတဲ့ဆေးရုံစင်ကန်းတွေပြရင်ပို့ပြီးကောင်းတယ်ဒီကလောက်မှာကျမကြီးအညံ့တွေပါပြီးအပြင်အညံ့ဖြစ်ခဲ့ရင်ပေါ့လေအများအဖြစ်ဖြစ်ရင်အဲရင်သားမှာအလုံးကျိတ်ပေါ်တာလေးတွေအမျိုးသမီးတွေပြောတော့နော်အဲလက်ဘင်းတို့ဘာလို့မှအလုံးကျိတ်ပေါ်တာလေးတွေဖြစ်တဲ့ကိန်းရှိတယ်ဂယုတစ်ချက်ဆိုင်မယ် ြီးရင်1 byte ပေါ့နော်1 byte နဲ့ပတ်သက်တဲ့ဟာလေးတွေသူသားဓမ္မနာနဲ့ပတ်သက်တဲ့ယောဂလေးတွေတစ်ချက်ယူဆိုင်ပါအတက်ကြီးရောတွေဆိုတော့လေဖြန်းတာလေဖြတ်တယ်လို့ဖြစ်သွားတာလေးတွေကိုတချမ်းသေးတာလေးတွေဖြစ်တတ်တယ်ဂယူတစ်ချက်ဆက်မပေါ့ဆက်နေပေါ့အစားအစားလို့ရှိရင်တော့ဖြစ်နိုင်ရင်ခြေလျောင်းသားလေးမစားဘဲနေလို့ရရင်ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းတယ်ဟုတ်ပြီလားအဲ့တော့ငွေကြီးနဲ့ပတ်သက်ရင်ဒီကလာမှာအစုကြီးအစုအစုလိုက်ပြန်ရထားတဲ့ gain ရှိတယ်ဝမ်းတာဖို့တော်တော်လေးကောင်းတယ်ဘာမှစိတ်မပူပါနဲ့တကယ်လို့ဆိုလုံးဝဒီပစ္စံမရတော့ဘူးဆုံးရှုံးသွားပြီးလို့ထင်တဲ့ပစ္စံတွေပြန်ရတာလေးတွေအလုပ်တစ်ခုခုမှရင်းနှီးမြှုပ်နှံတာရှိလို့ရှိရင်အဲ့ဒီလောက်ကနေ အရင်ကတော့အကျိုးမြတ်တွေမရအောင်အခုကာလမှာလာပြီးအကျိုးမြတ်ထားရတာမျိုးတွေဖြစ်တဲ့ကိလောင်းပါတယ်ဆိုတော့ဝမ်းသာဖို့ကောင်းပါတယ်အခြေအနေအရင်းနဲ့ပတ်သက်လို့ရှိရင်လည်းဘုတ်ခုတာသမီးတွေအဲဒီကာလမှာပြိုင်တန်ပြိုင်တန်ခီးလို့ပါတော့မျိုးနော်ကိုချစ်သူနဲ့ဖြစ်စေအရင်ကနဲ့ဖြစ်စေခီးကောင်းလေးတွေသွားတာလေးတွေကြည်နူးနူးဖြစ်တဲ့ချစ်တဲ့ခဲတဲ့သူတွေဝိုင်းလေလာလိုက်မယ်ချစ်လို့မရှိတဲ့သူတွေချစ်သူရတဲ့ကိန်းရှိတယ်အကျိုးအိမ်အောင်တဲ့တွေမှာတယောက်တနေရာတိခွင့်ရတဲ့သူတွေဆိုတော့တစ်ချက်သတိထားပါ စတပ်ပွင့်လာလုံးတာဖြစ်တဲ့အတွက်ကို့ဘက်မှာလည်းထပ်ပြီးနောက်တစ်ယောက်နဲ့ပတ်သက်မိတာကို့ချစ်သူဘက်မှာကို့အိမ်တော်ဘက်ဘက်မှာနောက်တစ်ယောက်ထပ်ပြီးဖောက်ပြန်တာတွေဖြစ်ပြီးတော့သုံးဖက်ဆိုင်လေးဖက်ဆိုင်တွေနဲ့ရှုပ်ရခတ်တဲ့အနေအထားတွေကြုံရတတ်ပြီးတော့ပြဿနာတွေအញ្ញံခတ်တွေကြုံရတတ်တယ်။ရှစ်သက်တို့လို့မရတဲ့အနေအထားတွေဖြစ်ပြီးတော့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်တာတွေပေါ့နော်။ဒါတွေကြုံရတတ်တဲ့ gain ရှိတော့သတိတော်ထားပြီးပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်စနေသားသမီးတောက်ကြသားသမီးတွေခရူးဆိုင်ပေါ့သူတို့ကိုအကြောင်းပြုပြီးစိတ်ပြန်မှန်လူပြန်မှန်လေးတွေဖြစ်တတ်တယ်။နိုဝင်ဘာ30ဒီဇင်ဘာလ4ရက်5ရက်6ရက်တွေမှာတော့စိုင်းကနာတဲ့လုပ်ငန်းကိစ္စတွေပြန်လဲဆောင်ရရလိမ့်မယ်။ ီပါခီနိုင်ငံခီသွားတဲ့ကိန်းရှိတယ်။စင်ကာပူတို့အဲမလေးတို့ဒံမူတွေသွားတာမျိုးလေးတွေပေါ့နော်။ပြီးတော့ပညာသွားတော့အဲပညာသင်မယ်ဆိုပြီးတော့ဒီပါနိုင်ငံခီသွားတာမျိုးလေးတွေဖြစ်တဲ့ကိန်းရှိတယ်။စတိုင်တွေပါတွေဖွင့်ရတာတို့လုပ်ငန်းအထက်ကိုတိုးချဲ့လုပ်ငန်းရတာတို့ဒံမူတွေအစားဖြစ်တဲ့ကိန်းရှိတယ်။ကိုယ့်ရဲ့ကြီးကြတဲ့မိတ်ဆွေတွေကျလာပိနံတာသမီကျလာပိနံနဲ့စားတဲ့သူတွေစီကနေအကူအညီကောင်းလေးတွေရရှိပိုင်ဆိုင်လာလိုက်မယ်။ဒီဒီမှာတရက်နဲ့ရက်သုံးရက်မှာတော့လူအဝင်ထွက်တွေတွေရှုပ်တယ်။စကားအမှန်ယူလေးတွေပါလာပြီးတော့ဟိုစကားတရားဒီစကားဟိုရောင်းနဲ့ ကြောက်ရအောင်အထင်မြင်လွဲစရာလေးတွေဖြစ်တတ်တယ်။လူရင်းလူယုံဒုက္ခပေးတတ်တယ်။လူရင်းခံတတ်တဲ့ gain ရှိတယ်။ဂယုဆိုင်မယ်။ဆိုတော့စနေနေ့မူတဲ့သူတွေညညနေလာပြီးတက်ခွတာလေးတွေလုံးဝလက်သက်ခံလို့မရဘူး။မလို့ပဲအဝတ်စားလေးပါလေလုံးဝမဝယ်ပါနဲ့ဒီရက်ပိုင်းနော်။ကြီးကြီးမားမားဝင်လာမယ့်ဟာလေးတွေကလက်ပိတ်သွားလို့ဖြစ်တတ်တဲ့ gain တွေရှိတယ်။ဂယုဆိုင်ပေးပါ။အဲ့တော့ဒီကရမှာကန်ရီးယားရဲ့ထောက်ပံ့မှုတွေအပြည့်အဝရအောင်အဖြူရောအဝိုင်းအောင်အဆက်အောင်နှုတ်နေအောင်ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါ။ဒါအပြင်ဇပယ်ပန်းမြို့ပန်းတစ်သဘောင်ရောင်စုံ တပိပန်းတို့ကိုမိမိတို့ယုံကြည်ကိုယ်တော်ဖရာမှာဖရာမံကရာဖြစ်စေနေရကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလို့သုံးဆွဲပေးပါအဲ့တော့ဘုရကုသမီးတွေကြုံရတဲ့အညံ့တွေခင်းပြီးတော့ကောင်းတဲ့ကံတွေပို့ကောင်းဖို့အတွက်ရရလေးခြေချရအောင်ရရရနေဘယ်လိုလုပ်ရမလဲဆိုတော့မြတ်စွာဘုရားမှာတရားမဖတ်ထုတ်လေးပူပူနွေးနွေးလေးပေါ့နော်ကတ်လုပေးမယ်မိမိကိုယ်နဲ့စားသုံးမယ်အနိနာအသူတွေကိုလည်းဒါနာပြုလူတန်းကျွေးမပြအောင်ကျွေးပေးလိုက်ပါ အလိုရှိရာဆန္ဒလေးပြုဆန္ဒပြုစုပေါင်းခြင်းအားဖြင့်အလိုရှိရာဆန္ဒလေးတွေအေကံမုတ်ချအထုံးနဲ့ထံနဲ့ပြန်လဲရရှိတာလည်းမယ်ညနေလည်းညနေလေးပြပြဝအောင်အိမ်မှာရှိတဲ့ဝါးနဲ့ပတ်သက်တဲ့ပေါ့နော်ဝါးတူအဟောင်းလေးတွေရှိတယ်ပြီးတော့ရက်တောင်အဟောင်းအစုပ်ပြက်တွေနာရီဖိတ်စာတွေပါတယ်ရှိတယ်ဆိုရင်အမြန်ဆုံးရှာဖွေပြီးတော့လမ်းထက်ကအမိုက်ပေါ်မှာကိုယ်တိုင်ကိုကြသွားရောက်ဆွံ့ပြလိုက်ပါကျွန်မလည်းအញ្ញံအခိုက်တွေပိတ်နေတဲ့လက်လာပါတွေအစပြပြပြီးပွင့်လန်းသွားပါလိမ့်မယ်ဘုဒ္ဓကူသာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေးပါတယ်